ခင်ပွန်းဆောင်မသွားပြီးတဲ့နောက်သူမမှာတန်ရောက်စဉ်တွေ့တာစရာဆိုလို့ခလေးလေးတူတာကြံခဲ့တာပေါ့သူမရဲ့မျက်နှာမှာစိုးရင်ပူပန်မှုတွေနဲ့ပြည့်နှံ့နေပြီးခလေးငယ်လေးကိုရှိကအမောင်ရဲ့ဖုံးလန်းနေတဲ့လမ်းမကြီးရဲ့ပုံမှာအပြေးတိုင်းသွားနေလို့တာပေါ့ကလေးငယ်မှာအလွန်ဖျားနေတာကြောင့်သူမဆေးရုံကိုအမြန်သွားဖို့လိုတယ်။ရှင်ကလည်းညံ့နေနေပြီ။ဒီအချိန်မှာပဲသူမနာတို့ကားတစ်စီးအရှင်လျှော်ပြီးရက်လိုက်တယ်။ကားပေါ်ကနေညီမဘာဖြစ်လို့တယောက်တည်းသွားနေရလဲ ဘယ်လိုသွားမလို့လဲဆေးရုံသွားမလို့ပါကလေးကလည်းရံဖျားနေလို့ဆေးရုံမြန်ရောက်မှဖြစ်မယ်ဟုတ်ပြီငါတို့လည်းဆေးရုံရှိကနေဖြတ်သွားရမှာလမ်းတင်နေမင်းအဆင်ပြေတယ်ဆိုရင်လိုက်ခဲဟုပြောလိုက်တယ်ကလေးအတွက်စိုးရင်ပူပန်နေတဲ့သူမဟာအန်ဒီရီကိုလည်းမမြင်နိုင်တော့ဘူးပေါ့ကလေးကိုကယ်တင်ဖို့ကားနဲ့လိုက်သွားခြင်းကပိုအဆင်ပြေမယ်လို့သူမထင်လိုက်မိတယ်သူမအကြအိုက်နေခြင်းရှိတော့ပဲကားပေါ်သို့သာအပြေးတစ်ပိုင်းလိုက်တက်သွားခဲ့တော့တယ် ဒါဟာသူမဘွားရဲ့အကြီးမားဆုံးသောအမှားတစ်ခုဖြစ်သွားခဲ့တယ်။ခဏအကြာလမ်းမေးတနေရရောက်မှာတော့ကံကောင်းရှာတဲ့သူမဟာကားသမားရဲ့အတင်းအမှန်ဆော်ကားခြင်းကိုခံလိုက်ရတယ်။သူမနဲ့ကလေးကိုလမ်းမေးတနေရမှာလည်းပြစ်ရှာခဲ့ကြတာပေါ့။မတေယုံတမန်ဖြစ်နေတဲ့သူမဟာဒံယာရီနဲ့အတူကလေးရှိရာလမ်းမကြီးပေသူတဖြည်းဖြည်းလျှောက်လာခဲ့တယ်။သူမကလေးနာကိုရောက်ဖို့လက်တကမ်းလိုတာကြံတော့တယ်။ ထိုးချိန်မှာပဲဝေးပြေးလာမှပိုဖြတ်ပြီးမောင်းလာတဲ့ကားတစ်စီးဟာကလေးကိုတက်ကြိတ်သွားခဲ့တယ်။ဒီမြင်ဝဲကိုသူမမျက်ဝါးထင်းနဲ့မြင်တွေ့လိုက်ရတာကြောင့်နှလုံးလေးကွဲကြည့်တကယ်သူခံစားရပြီးအော်ဟစ်ကိုကြွေးပါတော့တယ်။ငိုကြွေးတဲ့နေရာလဲနှေးတဲ့ပြန့်လွင့်နေတော့တာပေါ့။ခဏကြာပြီးတဲ့နောက်သူမဟာဆုံးမသွားတဲ့ကလေးလေးကိုပွေ့ရှိလိုက်တယ်။လမ်းဘေးမှာရှိတဲ့ကြောက်တောင်တစ်ခုကိုမိလျက်ထိုင်ချလိုက်ပြီး ကလေးလေးဆုံးသားသွားပြီဖြစ်တာကြောင့်အသက်ရှင်နေဖို့မျှော်လင့်ချက်မရှိတော့တဲ့သူမကြောက်တုံးကိုမိကသူ့ရဲ့ဥကောင်းနဲ့ကြောက်တုံးကိုအကြိမ်ကြိမ်ဆောင်ရင်းသွေးထွက်လွန်ပြီးအဲ့ဒီနေရာမှာဒီမဲ့သူမနဲ့ကလေးပါဆုံးပါသွားခဲ့ရတယ်။အဲ့ဒီအချိန်ကစားလို့အဲ့ဒီနေရာမှာတရေလျှောက်တယ်ဆိုပြီးနမယ်ကြီးတာပေါ့။ဘာသမားတွေမတော်တဆအက်ဆီဒန့်ဖြစ်ကြပြီးဆုံးပါသွားကြတာလည်းမနေမနောရှိခဲ့တယ်။ဒါကြောင့်မဲ့ဘာသမားတွေကြမှာဆိုရင်ဒီညက်နေပြီဆိုဒီနေရာကနေဖြတ်မသွားကြဘူး။ တဦးနဲ့တဦးသတိပေးကြတယ်။တချို့ဆိုရင်မိုးလင်းမှပဲဒီနေရာကနေဖြတ်ရကြတာပေါ့။ပုံလာကြပြီးနောက်မှာတော့ဒေနာတင်နေရင်သကားစမီပြောနေကြတယ်။ကိုမြက်မင်းကအလုပ်ပြုတ်ပြီးတဲ့နောက်ကားရောင်းချခဲ့ပြီးကားမောင်းသမားအဖြစ်အလုပ်ကိုစလုပ်ခဲ့တယ်။မိသားစုစားဝတ်နေရေးအတွက်အလုပ်ကိုသာအာရုံစိုက်နေရတဲ့သူပေါ့။ကိုမြက်မင်းညလက်ညလက်နေပြီ။တတိထားပြီးမှသမီးလေးမွေးနေ့အမိတော့ရောက်မှာပါ။ ။အရင်စလူကြီးမမောက်နဲ့ဂီယူလဲဆိုင်အောင်ဗျာ။မနှက်ပြန်မနှက်မတိုင်မီပစ္စည်းကိုတော့ရောက်ပို့ပေးရမယ်။အင်ကသမီးလေးရဲ့ပထမဆုံးမွေးနေ့ကိုမိသားစုဆောင်ဆောင်လင်းလင်းကျင်းပခြင်းနဲ့ဗျာ။ဒီလိုပြောရင်အင်ကိုအမြင်ရောက်ဖို့ဝေးပြေးလာမှပေါ်မှာကားကိုအချိန်နဲ့မောင်းနေပြီးထွက်လာခဲ့တယ်။အချိန်နဲ့မောင်းနေလာရင်ကိုမြမင်းတယောက်စီးဆိုင်ထဲဝင်ပြီးစီဖြိခိုင်းလိုက်တယ်။ဘလောက်ဖြစ်မလဲဆရာ။ အပြည့်ဖြစ်လိုက်ကွာဟု ပြောရင်ကိုမျက်မင်းတယောက်မျက်နှာရှင်းဆိုင်ကလမ်းမပေးမှအပေါ်သွားဖို့ပြေလွှာသွားခဲ့တယ်။ကိုမျက်မင်းတယောက်ပေါ်သွားနေစဉ်အနောက်ဘက်ကအမျိုးသမီးတဦးလမ်းလျှောက်သွားတာကိုမြင်လိုက်ရတယ်။လူသူခိမဲ့တဲ့လမ်းပေါ်ညအရှိန်မတော်လူသမီးတို့ရဲသွားနေခြင်းကိုသူကထူးဆန်းစွာတွေ့တော်နေမိတော့တယ်။အဲညီမ။ဟိုရှိကလည်းကအရန်ကြမ်းနေ။မင်းတယောက်တည်းသွားနေတာအဆင်မပြေဘူးဟုပြောလိုက်စင်။ ထိုအချိန်မှာပဲစီဆိုင်ဝင်ရန်ကစီပြည့်ပြီဖြစ်ကြောင်းအော်ပြောလိုက်တယ်။ဟေးအကိုကြီးစီပြည့်ပြီ။ကိုမြမင်းတရားဝင်ရန်ကိုပြန်ဖြေလိုက်ပြီးပြန်လှည့်ကြည့်လိုက်ရင် ထိုအမျိုးသမီးကသူ့နဲ့အတော်လှမ်းဝေးတဲ့နေရာတစ်ခုကိုရောက်ရှိနေပြီပေါ့။စိတ်ထဲကနေပဲတော်တော်ထူးဆန်းတဲ့အမျိုးသမီးပဲလို့သူစိတ်ထဲကတွေးလိုက်တယ်။စီပြည့်ပြီတဲ့နဲ့သူဟာကားကိုအချိန်နဲ့မောင်းထွက်လာခဲ့တယ်။သမီးလေးမွေးနေ့အတွက်စိတ်လှုပ်ရှားနေပြီးအံ့အားတက်အောင်လုပ်နိုင်မယ်လို့တွေးပြီးပြောနေမိတာပေါ့ သူဟာသမီးပုံလေးကိုကြည့်ရင်အတွေ့အထိများနေစင်ပါပဲရုပ်တရက်သူ့လူတယောက်ကိုတိုင်မိလိုက်တယ်ကိုမြတ်မင်းတယောက်ကြောက်လန့်တောင်လုံးနေပြီး သူကားပေါ်မှာစင်ကတိုက်မိတဲ့သူကိုကြည့်ဖို့ဆုံးဖြတ်လိုက်တယ်တွေးရိုက်နေလေးကြနေတဲ့အမျိုးသမီးကိုကြည့်ရင်ငါအမှလုံးမိလိုက်ပြီးဟုတွေးကဝင်လာခဲ့တယ်ဒါပေမဲ့လည်းသူဟာတိုက်မိတဲ့သူကိုထားရစ်ခဲ့မယ့်အစားကုညီဖို့ပဲဆုံးဖြတ်ချက်ရှာလိုက်တယ်သူမရဲ့နာတဖြည်းဖြည်းတိုးကပ်သွားပြီး မင်းအဆင်ပြေရဲ့လားဟုမေးလိုက်တယ်။သူဟာသူ့အိမ်ထဲမှာလဲနေတဲ့သူမရဲ့မျက်နှာကိုဆွဲလဲလိုက်တယ်။သူဟာအမျိုးသမီးရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အနေနဲ့တော်ကြောက်လို့တောင်းတသွားတာပေါ့။ဒီနေရာကနေထွက်ပြေးဖို့သူဟာစဉ်းစားလိုက်တယ်။ဒါကြောင့်မင်းကားကိုအရှိန်နဲ့မောင်းပြီးထွက်ပြေးခဲ့တယ်။ကိုမျိုးမင်းတယောက်ကြောက်လန့်တောင်းလို့နေရင်အမျိုးသမီးရဲ့မျက်နှာကိုသာထပ်ကတလဲလဲပြန်မြင်အောင်နေမိတော့တာပေါ့။ ရောက်တဲ့ရက်ကားရဲ့ကွန်တိုင်နာပေါ်ကနေတန်တခုထွက်လာခဲ့တယ်။ကိုမြတ်မင်းစိတ်ထင်ကနေဒါဘာအတန်လဲ။သူကကြောက်လန့်နေခဲ့တယ်။အတန်ကနောက်ဘက်ကနေတဖြည်းဖြည်းနီးလာတယ်လို့သူခံစားလိုက်ရတယ်။ခဏကြာမှတော့ကားရဲ့ရှေ့မှမှမှစပင်းဖျို့ပြေးသွေးတွေဆုံးနေတဲ့မိသမီးတို့ဇောက်ထိုးကြနေတဲ့မျက်နှာကို တွေးလိုက်ရတယ်။ကိုမြမင်းတယောက်အလွန်ကြောက်လန့်အံ့ဩခဲ့ရတယ်။ သူမရဲ့ပါဇာကတခုခုရည်ရွံ့နေတာကိုလည်းမျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။သူဟာကြောင်လန့်တော်လို့စွာဖြင့်ကောင်းမွန်ထွက်ရန်ကြိုးစားနေတယ်။သူကြောင်လန့်နေစီမှာပဲတရေမဟာသူ့ဘေးနားမှာပွားနေတဲ့ပုံဖြစ်တယ်။ဘေးနားကိုရောက်ရှိလာတဲ့ဝိညာဉ်ကိုမြင်လိုက်ရတဲ့အကူမြင်မင်းတယောက်အကြလုံကဘေးနားမှာရှိတဲ့တစ်ပင်ကိုဝင်တိုက်မိပြီးခဏအကြတိလက်သွားခဲ့တယ်။ဒီလမ်းမကြီးပေါ်မှာဖြစ်ပျက်ခဲ့တဲ့အက်ဆီဒန့်တွေနဲ့ကိုမြတ်မင်းတယောက်ကတော့ပထမဦးဆုံးတက်ရှင်တန်ရည်သူပေါ့။ သူမရဲ့အညှိုးတွေကြောင့်တည်ဆုံးသွားတဲ့ရင်မောင်းရီတော့ကလည်းအခုချိန်ချီဆိုရှေ့ဦးထံမှနေရှိနေပြီဒီလမ်းမကြီးမှာရင်မောင်းနေခဏခဏတည်ဆုံးကြရခြင်းကြောင့်တရေလျှောက်တဲ့နေရအဖြစ်နာမည်ကြီးတာပေါ့ညာဘက်ဆိုဒီလမ်းမကြီးပေါ်ကိုဖြတ်တန်းရဲတဲ့လူမရှိသလောက်ပဲမရဲ့ဝိညာဉ်ကဒီနေ့ဒီချိန်ထိအဲ့ဒီလမ်းမကြီးပေါ်မှာကလေးကိုပွေရှိလေးရဲ့တမျိုးသွေးမြဖြင့်ဆောင်းနေသော မျက်နှာဖြင့်တပုံကာသမားများမျိုးမျိုးတွေ့မြင်လျှောက်လှခံရတာပေါ့ ်ဦးမရဲ့မုတ်ကျွေးတံနဲ့တွေးစွန်းတဲ့ပုံရိပ်တီဟောဒီလမ်းမကြီးပေါ်မှာအမြဲရှောင်လှနေတာပေါ့သူရဲ့တားလေးအတွက်အပိနိုင်တရားမျှတမှုမရမရှင်ဒီလမ်းမကြီးပေါ်ကမြည်တိရေမောင်မှဆိတ်ရှလက်ရှခီးနေနိုင်မည်မဟုတ်ပေတလန်လေးကိုဒီမှာပဲအဆုံးသတ်ပြန်စီအဆုံးထိနားဆင်မိတဲ့ပရိသတ်တယောက်ရှင်စီကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်စောင့်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနားဆင်ဖို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။